ကျိုးကျိုးဆိုပြီးတော့ပြစ်ချပဲတော့အဲ့ဒါနဲ့ဆက်မှတ်လိုက်တာပြီးတဲ့အထိဒီတိုင်းမဲ့စိတ်လေးနဲ့ပြန်မှတ်တာအောက်ကဝေဒနာပြောက်မရှိဘူးလားရှိတယ်ရှိတယ်ဟုတ်တယ်အရင်တော့တခါကြီးမခံမရနိုင်အောင်ဖြစ်နေတော့လေဒီဝေဒနာပဲဟုတ်လားဟုတ်တယ်နော်အခုစိတ်ထဲမှာမဆင်းရဲပဲနဲ့သိနေတော့လေဒီဝေဒနာပဲဟုတ်ပါဘာကွာွားလဲခံနိုင်သွားတယ်ဗျစိတ်စိတ်ထဲမှာတော့ဒီခံနိုင်တဲ့စိတ် ။သီခံနေဆိုတာကသီမခံနိုင်သီးတာရှိလို့သီခံနေရတာ။ဒီမှာသီမခံနိုင်တာမရှိရင်သီခံမလို့သေးလား။မလို့ဘူး။အခုတခါကြီးနောက်ပိုင်းကျတော့အောက်ကဝင်လာနေတက်နေတယ်။စွန့်လို့ဖို့သီခံမှုနေတောင်ရှုဖို့ဆိုတာရှိသေးလား။အရင်တော့ဆင်းရဲလို့တက်တာဖို့လွတ်ဖို့ဆိုပြီးမကြံဘူးလား။မကြံတော့ဘူးဗျာ။ပထမပိုင်းကပထမတော့ယုံကြည်တယ်မရဘူးဗျာ။ဟုတ်တယ်ကြံတယ်။နောက်ပိုင်းကျတော့အဲ့ဒီစိတ်တွေရှိသေးလား။မရှိတော့ပျောက်သွားတယ်ဗျာ။ဟိုပျောက်တယ်လည်းသူကသူပျောက်သွားတယ်။ စိတ်ပါသူကညော့သွားတာသူကသူပြောသွားတာအဲ့လိုပြောသွားတဲ့ကံမှာဆင်းရဲသေးလားမဆင်းရတော့ဘူးအောက်ကဝိညာဉ်တွေတက်တာတော့မရှိဘူးလားနည်းနည်းရှိကြတယ်နည်းနည်းလားများများလားငကိုတိုင်းပါပဲတိတ်မငကိုတိုင်းပဲများတာပဲဒီမှာဘာကွာသွားလဲတီးခံနိုင်တာကွာသွားတယ်ဗျာစိတ်ကပြန်တီးခံနိုင်သွားတယ်အဲ့ဒီကိတိခံနေဆိုတာတိမခံနိုင်စရာရှိနေသေးလို့တိခံနေရတာမခံနိုင်ဘူးဆင်းရဲနေတော့တိခံနေရတယ် ခုတခါကြီးဆင်းရဲတာရှိသေးလားဆင်းရဲတာမရှိတော့ဘူးမရှိတော့သ í ခံရရှိသေးလားမရှိတော့ဘူးအဲအဲ့တော့သ í ခံရတယ်လို့မဆိုဘူးသ í ခံမှုသ í မခံနိုင်စရာမှလွတ်မြောက်သွားတယ်ဒီမှာအောက်ကဝိညာဉ်တွေတော့ရှိတယ်ဒီမှာအောက်ကဝိညာဉ်တွေတက်နေတာတော့ရှိတာတော့မသိဘူးလားသိတယ်ဗျာသိတယ်အဲ့သိတဲ့ပုံမှာဆင်းရဲမှုရှိသေးလားမရှိတော့ဘူးမရှိတော့ဘူးအာဒုက္ခនិရောဓသစ္စာနော်သ í ခံရင်နိဗ္ဗာန်ရောက်တယ်နိဗ္ဗာန်ရောက်ချင်းသ í ခံနိုင်ရမယ်ဒီမှာ နော်သိခံဖို့ခန္တီမူလမံကုချဟာသိခံရမယ်ခန္တီဆိုတာကသိမခံနိုင်ဘွယ်ရတော့ဝဲသိခံနိုင်အောင်ကြိုးစားရတယ်သိခံမှုရဲ့အဆုံးအမနေပါမယ်နေပါရောက်ချင်လို့သိခံတာအဲ့တော့ဒကာကြီးစိတ်ထဲမှာအရင်တော့ဝေဒနာတက်တယ်သိမခံနိုင်ဘူးဒေါသတွေဖြစ်နေတယ်ဒီမှာနောက်ပိုင်းကျတော့ဝေဒနာတွေတက်တယ်သိခံကြလည်းမရှိဘူးချမ်းသာနေတယ်ဒီမှာ အဲ့ဒီသဘောတော့ကွာမသွားဘူးလားကွာတယ်ဗျာကွာတယ်ကွာတယ်ဗျာအာဝင်လာတဲ့အဲ့ဒီကနေပြီးတော့နောက်တော့မဟာမလင်ငါးနဲ့အချိန်ပြီးနောက်ပိုင်းကျတော့တရားပြန်ထိုင်ထိုင်တဲ့အချိန်ရှိသေးလားရှိတယ်ဗျာတော့ရှိတော့ပါကွာပါလေဟုတ်ဝင်လာလည်းမရှိတော့ဘူးနောက်မှတ်တာကဟိုဆရာတော်ခေါ်တဲ့တရားမှတ်တာပုံရော့ဟိုဟိုတိလာတယ်လို့ပဲဗျာဟုတ်ပြီနှစ်နာရီနောက်ပိုင်းကျင့်တယ်ပေါ့ဒီမှာအဲ့ကျင့်တဲ့အခါမှာဒုက္ခဝေဒနာတွေတော့တက်မလာဘူးလား တော်တော်တက်တယ်ဒါဟိုမြို့စိတ်ထဲမှာဘာမှမရှိရောမရှိတော့ဒီမှာခုနမဟာပလင်မှာတဏှာကိုသတ်တော့မိငွေမဲ့တဏှာရှိသေးလားမရှိတော့တဏှာမိငွေပြီးတော့စိတ်မှာဒိဋ္ဌိဒေါသမကတ်တော့ဘူးဒီမှာဟုတ်ပြီနော်ဒီမှာအဲအားလုံးသာဓုခေါ်ပါယူသားယောဂိနံပါတ်150ယောဂိသက်ယောဂိရဘယ်လားထောက်တာလဲလေးကပါဗျာမဟာပလင်9နိုင်ကျင့်စဉ်ပေါ်မှာ ပြင်းထန်တဲ့ဒုက္ခဝေဒနာမှာဘလို့အောင်မြောင်အားထုတ်ခဲ့တယ်ဆိုတာလေးလျှောက်ပါဦးဒီတော့တတိနဲ့ဆိုတော့ချင်းတိကံချင်းကိုအမြဲထားထားပါရဲ့ဗျာဟွဝေဒနာတော့ရှိရတယ်ဗျာဒါပေမဲ့တိကံဆိုတော့ထားရတော့ဒီပြဝေဒနာအများကြီးမတက်ပါဘူးဗျာဟုတ်သုံးနာရီလောက်အထိပြီးတော့တိကံဆိုတော့ထားရဗျာဒါပေမဲ့ပြီးတော့ထိုင်းထိုင်းနဲ့ဟိုမေးတွေရိုက်ပြီးတော့အခုလုံးတုတ်လာပါတယ်ဗျာအဲ့နတ်ပူးသူဖြစ်လာတာဗျာခါလာတာဗျာခါလာတာထိုင်းလို့လောရမရဘူးဗျာအဲ့မှာ ။တရားထဥပ္ပေမြတပည့်တော်ဆော့ဆော့ပြောရပြန်။ပြီးတော့ဆော့ဆော့ဟိုခန္ဓာကိုယ်ဆော့ချရမကြောက်ဘူးလား။တင်နေသေးတယ်ဆော့ချအောင်လား။တပည့်တော်စိတ်ကိုကြည့်အောင်စိတ်ရောက်တင်နေရတိလိုက်ရပြန်။ဟိုစိတ်ကိုဆော့ချလိုက်ပါရပြန်။ဆော့ချမှမပါသူလေ။ဆူချပြတာဘဝရဲ့ရှင်းသွားတယ်ဘဝကျသွားတာကျတော့ဘဝမရှိတော့ပါဘူးခင်ဗျာဘဝဘဝကျပြီးနေတဲ့တပြိုင်နဲ့စိတ်ကဘာအတွင်ပြောင်းသွားလဲ ေးချမ်းပြီးတော့စိတ်ချမ်းသာသွားပါဗျာပြီးတော့ဟုတ်တယ်အဲ့ဒါမက်ကိုမဲ့ဇောကနေဖိုးဇောတောင်းရောင်မက်ကတဏှာကိုသတ်လိုက်တော့တဏှာအလင်ကြောက်တင်းနေတဲ့ဘဝင်ကြီးတယ်ပါဗျာငင်းကြသွားတာနဲ့တဏှာသေးတဲ့အကြောင်းအေးပြီးတော့တက်လာရမယ်တယ်ပါဗျာအဲ့ဒီမရောက်ရင်မရောက်သေးဘူး9နာရီပဲပြည့်သေးတယ်မအောင်သေးဘူးအဲ့ဒီဝေဒနာတပြီးတော့ဟိုဝေါ်ကြီးဆက်လိုက်ရတယ်ပြေးရပါဗျာအဲ့ဒီနံပါတ်ကိုဗျာပြီးတော့24နဲ့လာတော့ဟိုကြောင်လေးတကောင် ဟိုရက်လိုက်မိပါကြာဒါပေမဲ့တိတ်ချင်တဲ့စိတ်တော့မရှိပါဘူးကြာဓမင်းဘွဲကိုတက်လာတော့ရက်လိုက်မိတော့အဲဒီအဲ့ဒီတင့်ငင်နေတဲ့ဟာတပြီးတော့တနာသွားပါဗျာအဲ့ဒီနမိတ်ကိုတပြီးတော့မြင်ရပါတယ်ဗျာဘာနမိတ်လဲဟောအဲ့ဒီကြောင်လေးရိုက်ရတာကြောင်လေးဩကြောင်ရိုက်တဲ့ကြောင်ရိုက်ရတော့ကြောင်လေးကဟိုဆက်ငယ်ဆက်ငယ်ဖြစ်နေတာဗောအဲ့ဒီတော့အမှုတော်ကနမိတ်တွေပြန်ပေါ်တယ်ဗောတင်ပါဗျာဒါပေမဲ့တပြီးတော့တိတ်ချင်တဲ့စိတ်ဆန်တော့မရှိပါဘူးဗျာမဲတပြီးတော့ဆက်မြင်ရတော့စင်ကောင်းဖြစ်မိပါတယ်ဗျာ အဲ့ဒီဟောကျွေးကိုဆရာတို့ဒီပြီးခံစားရပါတယ်ဗျာအဲမက္ကတနာကိုတတ်တော့မယ်ဆိုတော့တတ်လို့မရခင်မှာအရင်တော့ကြောင်ကိုတတ်တဲ့နမိတ်ကပေါ်လာတယ်ဟုတ်ပါဗျာအဲအဲ့ဒီဘွေမကြခင်မှာပါဗျာဘွေမကြခင်မှာမက္ကမတတ်ခင်မှာအဲ့လိုတုံပြီးတော့အဲ့ဒီနမိတ်ကိုဒီပြီးတော့မြင်ရပါတယ်ဗျာအဲဟုတ်ပြီဟုတ်ပါဗျာနော်အာဟုသူပယ်တတ်ပြီးမှအပေတကားကိုပိတ်တယ်ဆိုတာနော် तू ကအကျိုးပေးဖို့အတွက် तू ကလာတော့တားသေးတာပဲ တယ်ပါဗျာ။နော်လှေကြီးကြီးခံလိုက်တော့ကြောက်ခဲသေးသေးကြီးကြီးရောအကုန်မကြတော့ဘူး။တယ်ပါဗျာ။အပေလေးပါးကိုတတ်တယ်အပေလေးပါးတန်ရုံးစင်ဖြတ်တယ်ဆိုတာအဲ့ဒါတွေ့ရပဲကိုတွေ့ပဲ။တယ်ပါဗျာ။အာရိယာနေပြီးတော့စိတ်ကလေးအေးသွားတော့မဟာမလင်မကြည့်ငရာစိတ်နဲ့အခုစိတ်နဲ့ဘာကွာပါလဲ။ပြီးတော့စိတ်ချမ်းသာမှုတခုတော့ရပါတယ်ဗျာ။ဟောကုတရားပြန်ထိုင်လည်းပဲအေးချမ်းမှုတော့ရပါတယ်ဗျာ။မဟာမလင်အောင်ပြီးတော့တရားမထိုင်ပဲ အားပြီးနေတဲ့အခါမှာရောမိမိစိတ်ကဘယ်အတွင်နဲ့နေလဲစိတ်ချမ်းသာပြီးတော့ဘယ်မှာစို့ဒေါသဆက်ရမရှိတော့ပါဘူးဗျာမရှိတော့ဘူးတက်ပါဗျာကဲအားလုံးသာဓုဆောင်ဟာဟာတရား92မိုးကုတ်သိန်းကြီးယောဂီရဗျာလာထုတ်တာလဲပြီးတော့ရန်ကုန်ကပါဗျာဒီူလာတဲ့ရွေချက်ကဘလို့ဆန္ဒတွေရှိလို့လာခဲ့တာလဲပြီးတော့သေးချင်းတက်ချင်းလို့ပါဗျာအသေးတက်ချင်းလို့ပါဗျာကောင်းပြီအရင်တော့ရေးတာတွေဝင်ခဲ့တာအသေးတက်ခဲ့တယ်လို့အာမခံချက်ရှိလား မရှိပါဘူးဗျာယခုဒီနေ့ကျင့်တဲ့ကျင့်စဉ်တွေပေါ်မှာဥစဉ်ကခေါင်းစဉ်တိုက်ထားတဲ့အသေးတက်အောင်ပြပါမယ်သေခြင်းစင်းမှလွန်အောင်ပြပါမယ်လို့ညင်ညွန်းထားတာပေါ့တင်ပါဗျာအဲ့ဒီညင်ညွန်းတဲ့အတိုင်းခီးပေါအောင်ဥစဉ်ကိုရှောက်ခဲ့ရတယ်တင်ပါဗျာမဟာပလင်၅နိုင်ချိတ်တော့တခါကြီးသေခြင်းစင်းမှလွတ်ပြီဆိုတဲ့အဖြစ်တွေ့လာတွေ့ပါပြီဗျာတွေ့တယ်ဘလို့တွေ့အစပိုင်းမဟာပလင်ပထမ၂နိုင်ထိုင်တဲ့ချိန်တော့ ပြီးတော့မဟာပလင်ကိုကြောက်ရွံ့နေမိပါလေဗျာပြီးတော့မယ်ငါတိကံပြီးတော့ထိုင်မယ်ဘာမှမရနေဆိုပြီးတော့ထိုင်ခဲ့ပါလေဗျာဒုတိယကြိမ်ဒီနေ့မနေ့လေးနိုင်တော့ကစားထိုင်တဲ့ချိန်မှာတော့တပြီးတော့အာယုံတင်းခဲ့ပါလေဗျာအာယုံတင်းနေဆိုတော့ငါမရရအောင်လုပ်မယ်လုံးမဖြစ်တော့မယ်ငါတည်ခြင်းလက်တက်ချင်နေပြီငါအသက်ရွေးရလဲတကယ်တမ်းပြောမယ်ဆိုရင်ကိုေးတော့လက်မစမ်းမီစမ်းတော့လက်မကွေးမီအချိန်မရသေးသွားနိုင်တဲ့အသက်ရွေးရောက်နေပြီဆိုပြီးတပြီးတော့အာတင်းခဲ့ပြီးတော့ကြိုးစားအားထုတ်ခဲ့ပါလေဗျာအားထုတ်ခဲ့တဲ့အခါကျတော့ ပထမ2နာရီလောက်ကိုကောင်းကောင်းတည်တည်ငြိမ်ငြိမ်ရှိပြီးတော့2နာရီနောက်ပိုင်းမှာတပြီးတော့ဝေဒနာကိုကာယိကဒုက္ခကိုအလူးလဲခံစားရပါလေခင်ဗျာဒီလိုမျက်စိထဲမှာမြင်နေရလဲစုံလင်နွားကြီးလိုပါပဲခင်ဗျာခန္ဓာကိုအပိုင်းအရာမလှုပ်ရှားနိုင်ပေမဲ့အပေါ်ပိုင်းကတော့ရှည်ရင်လိုက်နောက်ရင်လိုက်ဘယ်ရင်လိုက်ညာရင်လိုက်အပေါ်ထောင်လိုက်အောက်ထည့်ပုတ်ဝင်သွားလိုက်အဲ့ဒီပုံစံတိုင်းဖြစ်နေပါလေခင်ဗျာတဏနဲ့ငာနဲ့ အပြင်းအပြင်းခန္ဓာရင်ဆောက်ထားပြီးဒီခန္ဓာထွက်တော့မယ်ဆိုမထွက်ကျင်တော့လှဲ့ပလိန်နေတာတင်ပါဗျာကိုကသခိုးလီယုံမှနေတာဟုတ်တင်ပါဗျာတင်ပါဟုတ်ပြီကဲပြောလှဲ့ပလုံရင်နောက်ဆုံးတော့မဖြစ်ချေဘူးအဲတရားထောက်ကိုတော်တွေကလည်းပြောထားပြီးသားဆရာတော်လည်းပြောထားပြီးသားမလိုနီးနဲ့မှဖြုတ်ပေးမှာမဟုတ်ဘူး ဘယ်မာယာတွေတုံးတုံးဘယ်လိုပရိယေတွေပဲတုံးတုံးဖြုတ်ပြမှာမဟုတ်ဘူးဆိုတော့ငါလည်းမာယာပရိယေတုံးဖို့လည်းအကြောင်းမရှိတော့ဘူးတုံးလို့လည်းမရတော့ဘူးပဲတော့ဘယင်းအောင်ဖောင်ဖြက်တိုက်မယ်ဆိုပြီးတော့ဒီတော့စူးစားခဲ့ပါတယ်ခင်ဗျာအသုံးနိုင်ခွဲလောက်တော့ခံမားပါတယ်ခင်ဗျာတပြည့်တော့လုံးဝငြိမ်းချမ်းတည်ငြိမ်သွားပြီးတော့တပြည့်တော့တပြည့်တော့ကိုယ်တိုင်ကိုတပြည့်တော့မတိတော့ပဲနဲ့ဆရာတော့အတန်လည်းမကြတော့ဘေးပတ်ဝန်းကျင်ကိုလည်းလုံးဝတည်မထားတော့ဘူးနဲ့တပြည့်တော့ကိုလုံးဝတည်ငြိမ်သွားပါတယ်ခင်ဗျာအေးတတ်ရှိလားတင်ပါဗျာဒီကိုလုံးအေးချမ်းသွားပါတယ်စိတ်ထဲမှာမလို့နေလဲ အလွန်အလွန်ပဲအချမ်းပါတယ်ခင်ဗျာအဲ့အေးဒါကလေးမှာစိတ်ကလေးကတီးမနေဘူးလားပြန်ပါတယ်ခင်ဗျာတိတ်ပါတယ်ဒီတော့အတိတ်နာကပြဆုံးပန်ကျန်တာတွေကိုမသိတော့မသိတော့ဘူးခင်ဗျာအပါမမသိဘူးအဲ့လိုတီးတဲ့စိတ်ကလေးကအပူကင်းရလားအပူငြင်းရလားအပူငြင်းပါတယ်ခင်ဗျာအပူငြင်းနေတယ်ပါခင်ဗျာဟုတ်ပြီမဟာမလင်းဘဝင်ရှင်းရှင်းမကြငင်ရစိတ်နဲ့အခုတရားဖြုတ်ပြီးတော့လာတဲ့စိတ်နဲ့ဘလို့ကွာပါလဲအလွန်ကွာခြားတော့ပါတယ်ခင်ဗျာမဟာပရိမဖြုတ်ခင်ရမထိုင်ခင်ရဆိုရင်ဒီလိုကြောက်ရွံ့နေတဲ့ ခံစားပါလေဗျာအကာယကဒုက္ခကိုတပြီးတော့မကြော်လွှမ်းနိုင်ခဲ့ပါဘူးဗျာပထမနေ့ကနေ၈ရက်နေ့ထိအကာယကဒုက္ခကိုတပြီးတော့မကြော်လွှမ်းနိုင်ခဲ့ပါဘူးဗျာဒီနေ့မှတပြီးတော့ပင်းတောင်ဖောင်ဖြစ်တိုင်လိုက်တဲ့အတွက်ကြော်လွှမ်းခဲ့ပါပြီဗျာဟုတ်ပြီအဲ့လိုကတရာဘူတက်သွားတာသိပါဗျာတရာဘူတက်တော့အောင်မြုံအားထုတ်မယ်ဆိုတော့အားဆိုင်တဲ့ဝရိယဘူတက်လာသိပါဗျာအဲတရာဘူဝရိယဘူတက်တော့သတိဘူဖြစ်တယ်သတိဘူဖြစ်တော့သမာဓိဘူဖြစ်တယ်ဗောသိပါဗျာ အဲ့တော့ဉာဏ်နဲ့ယောဂီတွေပိဿတ်တွေကိုတွေ့ရင်တခါကြီးကဘလို့ဟိုတင်ပြမယ်ဆိုတော့ရှောက်ပါအောင်တင်ပါဗျာမဟာပလင်ဆိုတဲ့အတိုင်းရုတ်တရက်တော့ပထမစကြကြခြင်းတော့မဟာဆိုတဲ့စကလုံးကြီးကိုကြားလိုက်ရတယ်တော့အော်အလုံးအလုံးကိုခက်ခဲပင်ပါမယ်ဒုက္ခဒုက္ခပေးမယ်ကာယကဝေဒနာပေးမယ်အကျင့်စဉ်ကြီးပဲလို့ထင်ခဲ့မိပါတယ်ဗျာတကယ်တမ်းဆရာတော်စကားကိုတိတိကျကျလိုက်နာပြီးတော့ကိုကိုတိုင်းဇွဲလုံးတာဝရိယနဲ့ဆရာတော်ကပြောတဲ့ဘူ၅ပါးနဲ့တိုက်ထုတ်နိုင်တဲ့ခါမှာ အလွန်အေးချမ်းတဲ့တရားရတာကိုခံစားပါတယ်ဒါကြောင့်မို့မဟာပလင်ဆိုတာကြောက်စရာမဟုတ်ပါဘူးလို့ဒီလိုပြောချင်ပါတယ်ခင်ဗျာအဲသာဓုခေါ်ပါဦးယောဂီနံပါတ်135မဟာစီမိုးဘုတ်ယောဂီရဲ့ဗျာလာထုတ်တာလေပြီးတော့ညောင်လေးပင်ဖွဲ့ပါဗျာအဲ့တော့ဒကာကြီးနေနဲ့မဟာပလင်9နာရီကျင့်နေကျင့်စဉ်ဘယ်လိုဖြစ်ထွက်လဲဘယ်လိုဝေပါမလဲ ပြီးတော့9နိုင်မှာတိတ်ထူးထူးခြားခြားမရှိဘူးဗျာ2နိုင်မှာတော့နည်းနည်းတူးကြတယ်ဗျာ2နိုင်မှာကဒီလိုပဲရှိပြီးတော့ရိယပုဂ္ဂိုလ်တေချာကိုယ့်အကိုခြောက်ကြိုးချီခါမှချီတော့တေချာကြည်ကြနာထိုင်ပြီးရှင်ဗျာအတန်တေချာနားထောင်ပြီးတပြီးတော့အားထုတ်ပါတယ်ဗျာအဲ့လိုလို့တော့ဗျာဟိုဝေဒနာနဲ့တဏှာနဲ့ဒီလိုမျိုးလိုက်မှတ်နေတာပါပဲဗျာ ဒါပေမဲ့ဒီအဲ့ဒီဈာတော့မှာဘာမှတိတ်ထွေထူးမပေါ်ပါဘူးဗျာပြီးသွားတော့မှအာလုံးပြီးပြီဆိုတော့မှပြီးကနီးတော့မှပြီးတော့ကိုတချမ်းအေးသွားပါလေဗျာအဲ့ကိုတချမ်းအေးသွားပြီးတော့စိတ်ထဲထင်တာကတော့အဲယကွန်ဖွင့်လို့အေးသွားတယ်လို့ပဲတွေ့တာပါနောက်ခဏလေးကြာရင်ဝါနေပြီးတော့လက်လက်လက်နဲ့ခေါင်းကမူးလာတယ်ဗျာဒါပေမဲ့တိတ်ထင်ထင်ချာချာကြီးမဟုတ်ဗျာနင်းနေလေးပဲဗျာဟုတ်အဲ့ဒါပြပြီးတခါချက်ချင်း ဘယ်ဘက်ကုန်းမွန်နေလို့ရေလောင်းချလိုက်တယ်လို့ရရှိရစီးပြီးဆင်းပြီးခန္ဓာကိုယ်ထဲမှာစီးဆင်းသွားတယ်ဗျာစီးဆင်းနေတော့မှအေးဓာတ်ပါလားအေးဓာတ်ကောအကြည်ဓာတ်ကောပါတယ်ဗျာရေသံလေးတော့ပြီးတော့ရေအတန်လေးတော့မှစိတ်ထဲကြားရတယ်လို့ထင်ပါတယ်ဗျာဒါအေးသွားတယ်ထင်ပါဗျာပြီးတော့နောက်ဘာများဖြစ်အောင်မလဲလို့မျောလင့်နေတော့အရိယပုတ်ဖြုတ်လို့ရတယ်ဆိုပြီးတော့အပေါ်တင်ထားတဲ့ခြေောက်ကိုလက်နဲ့မှပြီးအောက်ကိုตาလေးဖြည်းဖြည်းလေးချလိုက်တော့ပြီးတော့ တောင်တစ်ခုကြားတဲ့ခြောက်တဲ့တွေ့စင်းသွားတယ်ညင်ငင်းနေဆိုညင်ငင်းတဲ့ခါစင်းသွားတာတောင်နဲ့ပြန်မတက်လာတော့ဗျာအဲ့မှာခေါင်းခေါင်းနဲ့ငုတ်ပြီးတော့စိုက်နေတော့ဟိုဥပဒကတယောက်ကခါလာဆဲတော့မှအဲ့တော့မှတပြီးတော့တိပြီးတော့အဲ့တော့မှတခြားအရိယာပုတ်တွေဖြုတ်ပြီးတော့ဟိုဟိုဖြုတ်လိုက်ပါတယ်ဗျာအဲ့ဒါပါဗျာနောက်9နာရီမှာကကြာဒီနေ့စောစော9နာရီမှာကြာတော့ပြီးတော့တိတ်ထွေထွေမရှိဘူးဗျာ အားလုံးပြီးတော့မှရင်ဝလေးမှနည်းနည်းလေးအေးပြီးတော့ပြီးသွားပါတယ်။ဟုတ်ပြီ။အဲအဲ့တော့ဂျန်နဲ့ပိသကြီးပညာယူရဆိုဘုရင်အစတရားပြောပါတယ်မဟာမင်းဆိုတာနန္ဒာကြီးတော့မပြီးပါဘူး။နန္ဒာကြီးကြီးနေမှာ။ဘုရင်ပြောတဲ့ဤစနစ်တိုင်းတရာဆန္ဒအပြီးဝနဲ့လိုက်မယ်ဆိုလို့ရှိရင်မဟာပလင်ကတဏှာကြီး45ပေါ့ပြောင်းပါအဲ့ဒါပဲရှိတယ်အဲ့မှာမက်ကတဏှာဥသပြီးဘဝင်း ကြာပြီနဲ့တပြိုင်နဲ့အိဒတ်အကြည်တ်ဆိုတာနေရောသစ္စာဆိုတဲ့ဖူဒရလာတယ်ကျမဖေအဲ့ဖူဒကအခုအဲ့ဒီစိတ်ကလေးအဲ့ဒီအိဒတ်အကြည်တ်တခါကြီးစိတ်ကလေးအောင်ပြီးစိတ်ကလေးအနေဘလို့နေလဲအရန်ချမ်းသာပါလေဗျာအဲဟုတ်ပြီအမြဲတမ်းချမ်းသာနေတယ်ကျမဖေဦးစင်းကိုရီးယားအမြဲတမ်းချမ်းသာနေပါမယ်အမြဲတမ်းငြိမ့်နေပါမယ်လို့ပြောထားပြီးသားပါကျမဖေအဲ့ဒီမှာတဏှာကိုမက်ကပြီးပြီးပြင်သတ်တော့ဒီဒုက္ခဝိနာမှာတဏှာကြံကအမြစ်ပါမကြံသေသွားတော့ ်ပါ။မှန်ပါ။၅နိုင်ချိန်တော့တဏှာမှမရှိတော့ပဲနောက်ထပ်အလုံးရှိသေးလား။ဟိုဝေဒနာကတော့ရှိပါရဲ့။ရှိတယ်ဥစဉ်ဆိုတော့တဏှာ။ရှိပါရဲ့ဗျာ။တဏှာရှိသေးလားလို့။တဏှာကတော့ရှင်ဗျာဒီပြီတော့တိတိချာချာတော့မသိဘူးပါဗျာ။ဘာမှမထူးတော့ဘူးဆိုတာတခါကြီးစင်းရတာတွေယုံကြည်တာတွေမခံနိုင်တာတွေရှိသေးလား။မရှိဘူးဗျာ။အဲ့ဒါတဏှာမရှိတော့ဆိုတာ။မရှိဘူးဗျာ။အဲစိတ်စင်းရသေးလားစိတ်မစင်းရဘူးဟုတ်ပြီဦးဇင်းတို့စင်းရမှုချုပ်ချင်လို့တရားလာအထောက်တာမှန်ပါဗျာ ဟုတ်ပြီနော်အဲ့တော့ဝိညာတက်တာရှိကြတော့သိတော့သိတယ်သိတဲ့ပုံမှာရုံးမယ်ကံမယ်လုံးမယ်ပြင်းမယ်ဆိုတဲ့တဏှာဖြစ်သေးလားမဖြစ်ဘူးဗျာဖြစ်เสียမှရှိရင်ပြည့်เสียရှိအောင်မလားမရှိပါဘူးအဲ့ဒါဖြစ်ပြည့်ဆုံးချုပ်ဆုံးနိဗ္ဗာန်ဆိုတာဒါပဲရှင်ပါဗျာဒီယုတ်ကြီးကတော့သေပြီးတော့တော့ပုတ်တုံးဘွားတော့ဖြစ်ပြည့်မဆုံးဘူးရှင်ပါဗျာဦးဇင်းတို့ဆုံးအောင်မှာကိလေသာဖြစ်ပြည့်ဆုံးအောင်မှာရှင်ပါဗျာဟုတ်ပြီနော်အဲအားလုံးသာတို့ခေါ်ပါအောင်ပါ ဒီရရှိနံပါတ်205ယောဂီသစ်ဆရာလေးကဘယ်ကလာထုတ်တာလဲနဲခွေရာပါဘုရားဟုတ်ပြီဆရာလေးမဟာမလင်း9နာရီချိန်တာဒုက္ခဝေဒနာပေါ်မှာလွံ့မြောက်ဘယ်လိုအားထုတ်ခဲ့တယ်ဘယ်လိုလွံ့မြောက်ခဲ့တယ်ဘယ်အကျိုးတွေခံစားရတယ်ဆိုတဲ့ကိုရီ၆ပေါင်းပြီးတော့စပြီးတော့တဲ့ဟာဆရာတော်ရဲ့အတန်နာဆွင့်ပြီးတော့ပဲဧရိယာပုံနဲ့လည်းညီအောင်ရှင်းနေပါတယ်ဘုရားအဲ့ဒါဆရာပြောတဲ့အတိုင်းပဲနိုင်လာပြီးတော့หนีလိုက်တာ ဝိညာဏနှခလှုပ်ရှင်တဲ့စိတ်ပေါ်လာပါဗျာအင်းတော်တော်လေးမခံနိုင်လို့အဲ့နဲ့တခါကြိုးဖြီဖြီကြိုးမကြိုးမဖြီလို့ဘဝင်မကြတာလားဆိုတော့ကြိုးဖြီခိုင်းပါလေခင်ဗျာอืมဆရာလေးကခြီတူခြင်းလို့ခြီခိုင်းတာလားတင်ပါခင်ဗျာဩခါတင်းနေဆိုတော့အဲ့ဒါကြောင့်ဘဝင်မကြတာလားဆိုတော့ဖြီခိုင်းပါလေခင်ဗျာอืมဟောဖြီခိုင်းတာအင်းတင်ပါอืมအဲ့ဒါနဲ့နောက်တခါကြတော့ကကျွတ်တတ်တယ်လို့ပဲတားနဲ့ထိုးပြောနာပါခင်ဗျာอืม အဲ့နဲ့တခါတီလာရှင်စီယာလေးကနေတော့စိတ်ကိုချောတဲ့တစီယာလေးတဲ့ကြိုးစားတဲ့အဲ့ဒါနဲ့ဆင်တပီတော့လဲဆက်ပြီးတော့ကြိုးစားပါဗျာဘဝင်ကမကြပါဘူးဗျာဝိဒနာနဲ့တဏ္ဍာနဲ့ကတော့ကြွားနေပါဗျာအဲ့ဒါနဲ့ကြွားနေပြီဒီမှာအဲ့နဲ့နေနေနဲ့ဦးမပြီးသွားတော့မဆိုဆက်ကရက်သွားဗျာရက်တဲ့အချိန်မှလည်းတပီတော့မကြရပါဘူးဗျာမှတခါကြီးတယောက်ကနေတော့ဆရာတော်ဖရာကြီးကြွားလာပြီဆရာတော်ဖရာကြီးကြွားလာပြီဆို ဲ့ချိန်မှာတပီတော့လှမ်းပြီးတော့ကြာသွားပါဖျာလမ်းကြကြပြန်ပါဗျာဒီပြောအဲ့ချိန်ကနေကြာပြီးတော့အေးပြီးတော့တော်တော်လေးဝမ်းသာပီတိဖြစ်သွားပါတယ်ဗျာအဲ့ဒါပါပဲဩမက်ဆိုတော့လန့်ကူအမှန်ကတော့စိတ်ကအရင်တုန်းကတဏှာနဲ့ပေါင်းတာကိုမစွန့်ဘူး တင်ပါဗျာဆရာတော့ကြွလာပြီဆိုတော့ဟိုဘက်ကအောင်ပြောင်းတော့ဒီဘက်ကတနာကိုစွန့်ပြီးသားဖြစ်သွားတာတင်ပါဗျာဒါပဲနဲ့ကြတော့မဝင်ကြသွားတာဗောဒါပဲနဲ့ဟိုတကယ်ကိုဟိုကြီးပြူပြီးလွတ်တာတော့မဟုတ်ဘူးလွတ်တော့လွတ်တာပဲလွတ်တော့လွတ်ပါဒါခိုးကြ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 ောင်းကြကြကြောက်လို့ရှင်ကြီးအခုဆရာလေးအဲ့လိုကြာသွားပြီစိတ်ထဲမနေလေစိတ်ကတပြီးတော့မှစိတ်မှလေးဘာစိတ်မှမရှိတော့ပါဘူးဗျာပော့ပါနေပါလေဗျာအရိယာနေပြီးတော့နောက်ပိုင်း နေရထိုင်ရတာရောအရင်နဲ့ဘာထူးလဲကိုယ်စိတ်ကလေးအနေရဘလို့နေလဲစိတ်ကငြိမ့်ငြိမ့်ချမ်းချမ်းနဲ့ဘာမှကိုအုံနောက်ထဲမှာမရှိတော့ပါဘူးခင်ဗျာပျော်လဲပျော်နေပါခင်ဗျာဟုတ်ပြီကဲအားလုံးသာဓုခေါ်ပါမြေသူကြီးနံပါတ်363နဲ့မိုးဘုံယောဂီယောဂီရဘယ်လာထုတ်တာလဲကမာယုံမျိုးနဲ့ရန်ကုန်တိုင်းရပါခင်ဗျာဟုတ်ပြီဒီမှာလာကြည့်နဲ့ရွေချက်ကဘယ်လိုရွေချက်တွေရှိလဲ တပည့်တော်အဖေနဲ့မေယာဒီမှာအချောသက်ထိဝင်ထားပါတယ်ဗျာအဲဒီမှာတခြားရိတ်တာတွေနဲ့မတူဘူးထူးခြားပါလိမ့်မယ်ဆိုလို့လာကျင့်တာပါဗျာဟုတ်ပြီညီနေနဲ့ကိုယ့်အဖေနဲ့မေအရင်တော့ရတဲ့အဖေနဲ့မေနဲ့အတူတူနေခဲ့တာတင်ပါဗျာဒီကတရားအထုတ်ပြီးတော့အဖေနဲ့မေနဲ့သူတို့ရဲ့စိတ်နေစိတ်ထားတွေကဟိုဦးစင်းနဲ့တရားမကြည့်ငင်တော့လည်းစိတ်နေစိတ်ထားတွေရှိတယ်တင်ပါဗျာအသိမင်းတွေရှိတယ်ဦးစင်းရှိမှတရားကြည့်ပြီးတော့လည်း စိတ်နေစိတ်ဓာတ်တွေရှိတဲ့အသွင်ပြောင်းသလားမပြောင်းဘူးလားပြောင်းပါတယ်ခင်ဗျာတပည့်တော်တို့ရဲ့အတွေးခေါ်နဲ့တပည့်တော်ရဲ့အိမ်တော်ကအတွေးခေါ်မတူခဲ့ပါဘူးခင်ဗျာခုဝင်တော့မှအော်ဒါဘိုကိုအဖေမေပြောတာဒီလိုအတွေးတွေပါလားဆိုတာသိလာပါတယ်ခင်ဗျာအခုယောဂီရောဒီနေ့မဟာပလင်ငါးနိုင်ချစ်တာပါထူးတယ် တင်ပါဗျာတပည့်တော်တနအိခွဲလောက်ကြတော့ယင်းနေရထက်လက်လက်ဖြစ်လာပါတယ်ဗျာနောက်ပြီးတော့ဆက်မှန်ရင်းနဲ့အဲတပည့်တော်ခေါင်းမူးပြီးတော့ဟိုဘူရနာတော့တက်ပြီးဆိုပြီးတော့အစတော့ဖုံဖုံပြောတဲ့အတိုင်းနောက်ကနေတသွေးမသိမ်းလိုက်မှန်နေတော့တပည့်တော်ဝေနာမတက်ဘူးဗျာတပည့်ပြည့်နဲ့မှန်ရင်းနဲ့ခေါင်းရမ်းမူးလာအဲ့တော့မှန်ရင်းမှန်ရင်းမှန်ရင်းနဲ့နောက်ပြီးတော့အေးွားပါတယ်ဗျာအဲ့အေးချမ်းမူးကနှစ်နာရီကျင့်တဲ့အေးချမ်းမူးထက်ပိုပြီးတော့အေးချမ်းပါတယ်ဗျာ ပြီးတော့ဆက်ပြီးတော့အမှန်မှတ်ပြီးနေကြတော့နှစ်နာရီထိုးတော့ကြတော့တပည့်တော်တည်တာနှစ်နာရီပဲကျင့်ရမယ်လို့တည်တာပါဗျာနှစ်နာရီကြတော့မဖြုတ်သေးဘူးလားဆိုစိတ်ကလွတ်သွားလွတ်သွားပြီးတော့တပည့်တော်အတန်နေကြရတယ်ဗျာကြတော့နားလေးဆွင့်လိုက်မိပါတယ်ဗျာဆွင့်လိုက်တော့တော်လေးကြောက်သွားပြီးတော့မှအဲ့ဒါစိတ်ကိုပြန်မှတ်ပြီးတော့မှတဖြည်းဖြည်းအဲ့ကြတော့ဝေဒနာကလည်းတော်တော်တက်လာပါပြီဗျာတဖြည်းဖြည်းတော်တော်လေးကိုမှတ်ယူလိုက်ရပါတယ်ဗျာဒါပေမဲ့အေးချမ်းမှုကရှိနေလို့လားမသိဝေဒနာနဲ့ကတက်တက်စီတော့ဖြစ်နေပါတယ်ဗျာ ဟုတ်ပြီမကတဏှာကိုတတ်ပြီးတဏှာမိရှုမဲ့တရားခံမရှိတော့အောက်ကဝေဒနာဝေဒနာပဲစိတ်မှာတဏှာမကတော့ငြိမ်းချမ်းနေတယ်တင်ပါဗျာဝေဒနာတက်တာဤသိသိပြီးတော့အဲ့ဒီသိတဲ့စိတ်ရဲ့နောက်မှာဒေါသတွေလောဘအကြမ်းတွေမပါတော့တင်ပါဗျာကိုယ်ဒေါသလောဘအကြမ်းကြောင့်အရင်တော့ဝိညာဉ်တိုင်ရုံမကံမဲ့စင်းရဲတယ်ဆိုမပူလောင်ဘူးလားပူလောင်ပါတယ်ခင်ဗျာအခုအဲ့ပူလောင်နေမိထတော့သေးလားမတော့တော့ပါဘူးခင်ဗျာအဲ့မိချုပ်တာနိုင်ပါမယ်တင်ပါဗျာနော်အဲ့တော့သေကံဒီကြတော့ ဒီဒေါသမိတွေတဏှာမိတွေမလာတော့ငြိမ်းချမ်းတယ်တင်ပါဗျာမသိခင်တည်းကဖြာပေါ်မှာကြိုတင်ပြီးတတ်ထားလိုက်တော့သေတော့အေးအေးဆေးဆေးပဲတင်ပါဗျာနော်သေတော့မှလောက်ကြပါအောင်ကဲကြပါအောင်နဲ့လူကလိမ့်ကဩဃဟိကနဲ့မျက်နှာငယ်လေးနဲ့နော်သူများကိုအာဟုရကြီးကြည့်တဲ့မျက်လုံးမျိုးနဲ့မရှိတော့ဘူးတင်ပါဗျာအဲဥဒင်းယောဂီကသေပြီဆိုရင်ငြိမ်းတော့လာမယ်အဲအားလုံးကိုသိမ့်မယ်ခုနက ဒုက္ခဝိနာမဒေါသတွေသိခံပြီးတော့စွန့်လွတ်ပြီးတော့ငြိမ်းအေးတဲ့ဒီတက်ကပြန်တက်လာလိမ့်မယ်တင်ပါဗျာအဲ့တက်ပါအဲ့တက်ပါမှာကသူကမခွာတော့ဘူးတင်ပါဗျာအဲ့ရနေဇေယျကြီးသူဖေယျကြီးသူတွေချီးမွမ်းပြီးတော့ပီတိဖြည်းပြီးတော့ဒုက္ခအဲ့ရနေဖိုးစိမ့်တဲ့သေးမှာတင်ပါဗျာဒါကြောင့်မလို့ဦးဇင်းတို့ကပုတုဇဉ်အမြင်ကြီးကိုဘေးဖယ်ပြီးကြောပေးပြီးတော့အတင်းဆွဲတင်ရတာတင်ပါဗျာ လူလိုက်ပုရုဇဉ်လိုက်လိုက်ပြီးမဲ့ဆိုဒီဖြီးရပါမလားမရပါဘူးခင်ဗျာဒီလိုပဲတဲ့လောက်ရတယ်နော်တင်ပါခင်ဗျာဘယ်အဲ့တော့မာပလင်ကျင့်စဉ်နဲ့ပတ်သက်လို့ပိဋကကြီးကိုဘယ်လိုများပြောခြင်းလဲဆိုတာကိုရှောက်ပါအောင် မာပလင်ကျင့်စဉ်ကအဲလူတိုင်းကကြောက်ကြပါတယ်ခင်ဗျာဒါပေမဲ့ဆရာတော်ဖျားဟောထားတဲ့နောက်ကနေပြီးတော့တသွေးမသိမ့်လိုက်မှတ်သွားမယ်စိတ်ကိုမလွတ်ဖဲရှုမယ်ဆိုရင်အေးချမ်းချမ်းနဲ့အောင်မြင်နိုင်ပါတယ်လို့ပြောခြင်းပါတယ်ခင်ဗျာကဲသာဓုခေါင်းသာဓု ဓမ္မအနတ္တဒီပြုမြင်ရတဲ့ခန္ဓာကြီးရတာဒုက္ခဘာရောသင်္ခါရတွုံးတလက်ကံလည်းဖြစ်ပြီးလိုက်ပါသဘောပြန်ရှုမယ်တွုံးလေဆိုတာရှိသလားကံလေဆိုတာရှိသလားအေးဒါဆိုတာရှိသလားနှွေးဒါဆိုတာရှိသလားစစ်ပေါ်ပြတဲ့သဘောတက်တက်ကလေးတိုင်းကြည့်လိုက်ခံသူ့သဘောတိုင်းလေးကိုဒီ သူသဘောပေါ်ပြတဲ့သဘောလေးကိုသီးသူသဘောပါပေါ်ပြတယ်တိုးနေတဲ့သဘောဟုတ်ထိကြိုက်နေတဲ့သဘောဝါယောဋ္ဌနဲ့ပထဝီနာသီဝသောပထဝီဋ္ဌနဲ့ဟုတ်ထိကြိုက်ပြီးတိုးနေတဲ့သဘောရှိဝင်လေဆိုတာသိညာဝင်လေလဲမဟုတ်တော့တိုးနေတဲ့သဘောထွက်လေဆိုတာမရှိတိုးနေတဲ့သဘောဟုတ်ထွက်လေဝင်လေလို့သိညာပြင်ညာသဘောလေးမှာ နော်ဝါတွန်းကန်နေတာဌာနမှာကြည့်တော့ရုပ်ကိုကြည့်တော့လေလည်းမဟုတ်တွန်းတာလည်းမဟုတ်ကန်တာလည်းမဟုတ်တိုးနေတဲ့သဘောပဲရှိတယ်နော်တွန်းဝင်လာတယ်ဆိုတာလည်းတိုးနေတဲ့သဘောထွက်သွားတယ်ဆိုတာကလည်းတိုးနေတဲ့သဘောဝင်လေမရှိထွက်လေမရှိတိုးထိတိုက်နေတဲ့သဘောပဲရှိနော်နာသီဝထိကျက်နေနာသီဝနဲ့လေနဲ့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့ ထိနေတဲ့သဘောရှိတိုးနေတဲ့သဘောရှိတိုးနေတဲ့သဘောလေးဆိုတာကအဲ့ဒီသဘောလေးမှာတိုးတာမရှိသဘောပဲရှိသဘောလေးဆောင်းနေတာပဲရှိတယ်ပြတ်သွားတယ်သဘောလေးဆောင်းနေတာပဲရှိတယ်ပြတ်သွားသဘောလေးအစ်စ်ပေါ်လာလိုက်ပြတ်သွားလိုက်ဟောလေးမရှိတွန်းလေးမရှိကံလေးမရှိနာသီဝမရှိပညာတိစိတ်ကသမ္မတာထိရတဲ့ရုပ်ပေါ်ရသဘောကိုရှုတော့ဘာဖြစ်လဲ တိုးနေတဲ့သဘောလေးပေါ်လာလိုက်ပြေသွားလိုက်ဟောတော့ကဝင်လင်မကြီးတိုးတဲ့သဘောပဲရှိဟာပြက်သွားလိုက်ဖြစ်သွားလိုက်ပြက်သွားလိုက်သူ့ဘဝသူ့ဖန်တီးပြီးသူ့ဘဝသူ့ပြက်တယ်သူ့ဘဝသူ့ဖြစ်လာတာကလည်းသဘောအတ္တသူ့ဘဝသူ့ပြက်သွားတယ်လည်းသဘောအိဋ္ဌာလက္ခဏာကယုတ်တရားယုတ်တရားကနော်လက္ခဏာယုတ်တရားကလက္ခဏာကမမြဲတဲ့သဘောအတ္တသဘောအစိုးရမတဲ့သဘောယုတ်ဤ အနတ္တသူ့ဘဝသူတိုးလာတဲ့သဘောအနတ္တသူ့ဘဝသူပြက်သွားလဲဖြတ်သူပဲရှိသူ့ဘဝသူပြည့်ရသွားသဘောအနတ္တဝါယောတ္တသို့မဟုတ်သဘောယုတ်တရားဟာမမြဲဘူးပြက်သွားပါဏိတုမရှိပုဂ္ဂိုလ်မရှိငါမရှိတ္တဝါမရှိသဘောလေးပေါ်ပြလိုက်ပြက်သွားလိုက်လေဆိုရင်ပြညာဝင်လေပြညာထွက်လေပြညာဝါယောပြညာလေပြညာနှာခေါင်းပြညာအကြောင်းအကြောင်းတိုက်ဆိုင်တော့အကျိုးလေးပေါ်လာတဲ့သဘောလေးပေါ်လာလိုက်ပြက်သွားလိုက် သဘောလေးပေါ်လာလိုက်ပြတ်သွားလိုက်သဘောလေးပေါ်လာလိုက်ပြတ်သွားလိုက်ပေါ်လာတဲ့သဘောနဲ့ပြတ်တဲ့သဘောဟုတ်မတိတတ်တဲ့သဘောလေးပေါ်လာလိုက်ပြတ်သွားလိုက်အဲမတိတတ်တဲ့သဘောလေးပေါ်တာကဖန်ပြီးသူလည်းမရှိငဲတာလည်းမရှိပြတ်သွားလိုက်သဘောယူသဘောယူတာဟုတ်သဘောလေးဒါယူတာလေးပြင်းနှကောင်းမရှိဘူးအဲ့ဒါလေးနှကောင်းတော့စိတ်ကလျှောက်ပြောနေနှကောင်းသာသီးဝါလည်းမရှိဘူးလေးလည်းမရှိဘူးပူလာပြီးအေးတာမရှိဘူးဝန်တာပြီးထွက်တာမရှိဘူး ဝင်နေထွက်တဲ့စိတ်ကလျှောက်ပြောတော့ပေါက်ပြန်ပြီပေါ်ပြရတဲ့သဘောပဲရှိသဘောပရမသဘောပရမကလေးကြီးပေါ်ပြတဲ့သဘောတိုးလာတဲ့သဘောလေးပေါ်လာလိုက်ပြတ်သွားလိုက်အကြောင်းတော့ခုပေါင်းစုမှုတဲ့အကျိုးသဘောလေးပေါ်လာလိုက်ပြတ်သွားလိုက်ပါလေအခန္ဓာပထဝီဆိုတဲ့နာသီဝနဲ့အတိုက်တဝါရောဆိုတဲ့အတိုက်တနဲ့အကြောင်းတော့ခုပေါင်းစုတော့အကျိုးတပေါ်လာတဲ့သဘောလေးပဲရှိပြတ်သွားလိုက်သဘောလေးပေါ်လာလိုက်ပြတ်သွားလိုက် လေးဆိုရင်စိတ်ဝင်တဲ့စိတ်ထွက်လေစိတ်တွန်းတာစိတ်ကန်တာစိတ်နာသီဝစိတ်မာရစိတ်ပြောတာစိတ်အေးတာစိတ်နွေးတာစိတ်သဘောလေးပေါ်လိုက်ပြက်လိုက်ပရမပေါ်ပြတဲ့သဘောလေးပေါ်လာလိုက်ပြက်သွားလိုက်သိထားပေါ်ပြကမတ္တကလေးပေါ်လာလိုက်ပြက်သွားလိုက်ပေါ်ပြကမတ္တကလေးပေါ်လာလိုက်ပြက်သွားလိုက်အော်အဲ့ဒါကိုညာငါစဉ်းကျင်တာနော် ေါ်ပြတဲ့သဘောလေးကိုစိတ်ကလေးနဲ့သွားပြီးပူတယ်အေးတယ်နှလုံးသွင်းကြည့်ပါလားနှလုံးသွင်းတဲ့စိတ်ကလေးမှာပဲပူတာအေးတာရှိတာမှသဘောမှာပေါ့အပြောမရှိဘူးနော်သဘောလေးပေါ်လာလိုက်ပြက်သွားလိုက်သဘောဝဉာဏ်နဲ့ကြည့်တော့သဘောပဲရှိတယ်ပူတာအေးတာတွေ့တာမရှိဘူးသူ့ဘာလို့တက်တက်ကလေးပေါ်ပြနေတာလဲ